တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန္ဒကူပါကျမဒီနေ့ပြောပြမှာကတော့ heart failure လို့ခေါ်တဲ့နှလုံးအားနည်းရောဂါအကြောင်းပဲဖြစ်ပါတယ်နှလုံးဟာခန္ဓာကိုယ်ရင်းသွေးလက်ပတ်မှုစနစ်ရဲ့အဓိကအင်္ဂါဖြစ်ပါတယ် နှလုံးအားနည်းသွားပြီဆိုရင်တော့သွေးလည်ပန်းမှုစနစ်ချို့ယွင်းပြီးနောက်ဆက်တွဲဆိုးကျိုးများစွာဖြစ်ပေါ်စေမှာမို့နှလုံးအားနည်းရောဂါအကြောင်းတိတင့်တိထိုက်တာလေးတွေကိုမျှဝေပေးလိုက်ပါရနော်။ဘာကြောင့်ဖြစ်ရတာလဲ။အဓိကကတော့နှလုံးငင်အားမကောင်းတာရဲ့နှလုံးသွေးဝင်ခန်းကကြွက်သားတွေတောင်တင်းပြီးသွေးပြန်ကြောကနေပြန်လာတဲ့သွေးတွေကိုကောင်းကောင်းလက်ခံနိုင်တာရဲ့ကြောင့်နှလုံးအားနည်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ဘလို့လက္ခဏာတွေခံစားရမလဲ။နှလုံးအားနည်းတဲ့လက္ခဏာတွေကတော့ မောချင်းအသက်ရှူကြခြင်းပလက်လဲအိလျင်အသက်ရှူပိုကြခြင်းပင်မနှွမ်းနေပြီးအာမရှိခြင်းအမောမခံနိုင်ခြင်းရင်တုံခြင်းမူလဲမလိုမိုက်ခနဲဖြစ်ခြင်းခြေလက်များဖောရောင်ခြင်းအိရာတဲ့လဲနေသူတွေမှာမြညောက်ယိုနီးတဝိုက်နဲ့ဝမ်းမိုက်ဖောရောင်ခြင်းတို့ပဲဖြစ်ပါတယ်။ဘယ်သူတွေမှာနှလုံးအားနဲ့ယောဂါဖြစ်နိုင်လဲဆိုရင်သွေးတို့ယောဂါကိုစနစ်တကျမထိန်းချုပ်နိုင်တဲ့သူတွေစီချိုယောဂါကိုစနစ်တကျမထိန်းချုပ်နိုင်တဲ့သူတွေ နှလုံးသွေးကြောခြင်းယောဂရှိသူတွေကြောက်ခက်ယောဂရှိသူတွေနှလုံးလေးဘက်နာဖြစ်ဖူးသူတွေအဝါလွန်ယောဂရှိသူတွေအရက်လွန်ကျွန်တော့သူတွေနဲ့မွေးရပါနှလုံးယောဂဝေနာရှင်တွေဒီလိုလူတွေမှာနှလုံးအားနည်းခြင်းဟာမျိုးရိုးလိုက်တတ်ပါတယ်နှလုံးခုန်စည်းချက်မမှန်ယောဂရှိသူတွေတာရယောဂရှိသူတွေအော်တိုအင်မြုံယောဂရှိသူတွေအသေးရောက်တဝါစီပိုးရှိသူတွေမှာနှလုံးအားနည်းယောဂဖြစ်နိုင်ပါတယ်ဒါဆိုရင်ဘာရီစစ်ဆေးဖို့လိုမလဲဆိုတာကိုဆက်လေ့လာကြရအောင်နော် နှလုံးအားနဲ့ယောဂါကိုဖြစ်ပွားစေတဲ့အကြောင်းချက်ယောဂါတွေကိုရှာဖွေဖို့ရယ်ယောဂါရဲ့ပြင်းအားကိုတွက်ဆဖို့ရယ်အတွက်ရှာဖွေစစ်ဆေးမှုတွေကိုကြည်ကြဲပြက်ပြက်လှုပ်ဆောင်ရမှာပါအဓိကအားဖြင့်တော့ ECG ဆွဲကြည့်ရပါမယ်အကိုကာဒီယိုဂရမ်လို့ခေါ်တဲ့နှလုံးတက်မှန်ရှာရပါမယ် chest x-ray အဆုတ်တက်မှန်လည်းရှိုက်ဖို့လိုအပ်ပါတယ်သွေးထဲမှာရေပါဝင်နှုန်းများနေခြင်းနဲ့နှလုံးအားနဲ့ယောဂါတွေအတွက် anti-proBNP ဆိုတဲ့သွေးစစ်တာကိုပြုလုပ်ရပါမယ်။ စီးဆေးတောင်းနေရသူတွေနဲ့နှလုံးဆေးတောင်းနေရသူတွေအတွက်သွေးရည်မှာပါဝင်တဲ့ဓာတ်ပစ္စည်းတချို့ကိုပုံမှန်စစ်ကြည့်ဖို့လိုအပ်ပါတယ်။ကို့မှာနှလုံးအားနဲ့ယောဂရှိနေပြီဆိုရင်ဘာတွေလုပ်ရမလဲ။နှလုံးထုခုနဲ့ပုံမှန်ပြတာပါ။ဆေးကုသမှုခံယူနေစဉ်အတွင်းမောခြင်း၊ဖောရောင်လာခြင်း၊ရင်မအောက်ခြင်းနဲ့ကိုယ်လေးချိန်တက်လာခြင်းတွေ ရှိပါကဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပါ။အငန်လျှော့စားပါ။ကိုယ်လက်လှရှာလေးကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ။ သွေးတိုးစည်းကြိုကိုနိုင်အောင်ထိမ့်ပါဆေးလေးအရက်ဖြတ်ပါဆေးသစ်တစ်မျိုးမျိုးအထူးသဖြင့်တိုင်းရင်းဆေးများမတောက်မီနှလုံးထုခုနဲ့တိုင်မင်ပါအထက်ပါအချက်တွေကိုလိုင်းနာကျင့်သုံးပြီးမိမိမှာဖြစ်ပွားနေတဲ့နှလုံးအားနည်းယောဂါကိုကောင်းစွာထိန်းချုပ်ကုသနိုင်မှာဖြစ်ကြောင်းပြောကြားရင်းနဲ့နှလုံးအားနည်းယောဂါအကြောင်းအခြေခံကျမရေဘူးသူတာကို မျှဝေပေးလိုက်ပါရစေ။တယ်လီကျမပရိသတ်များအားလုံးနှလုံးအားနည်းယောဂါမှာကင်းဝေးကြပါစေနော်။ တယ်လီကျမမှာလည်းပေးရမရှိဆရာဝန်များနဲ့အွန်လိုင်းမှာအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ကျမကတော့ဒေါက်တာဆန်နကူပါ။မြမပြည်သူပြည်သားများအလုံးဆရာနာရှင်စနစ်ဆိုအောင်မှမြန်ဆုံးလို့မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ရေတော်ပုံအောင်ရမည်။ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel မှာကျမရဲ့အသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။